ဒေါ်စင်မအောင်ရဲ့ Bangkok Post မှာရေးတဲ့စောင်းပါမှာတင့်တင့်လျှောက်ပတ်တဲ့အခြေသားတွေကိုမြင်တွေ့ရတယ်လို့ဒွိဟပွားစရာတချို့ကိုလည်းတွေ့ရပါတယ်။ချီးကျူးတင်တာပါတယ်လို့စဉ်းစားစရာမေးခွန်းထုတ်စရာအချက်လက်ကိုလည်းတွေ့ရပါတယ်။စောင်းမတစ်ခုလုံးကိုခြုံငုံပြီးတော့သုံးသပ်ပြောရမယ်ဆိုလို့ရှိရင်ချီးကျူးပါတယ်။တရုတ်နဲ့ပတ်သက်ပြီးတော့စိတ်လိုက်မှန်ပါပြောဆိုထားတာမျိုးမဟုတ်ဘဲနဲ့အမျိုးမြင်ရှိရှိသဘောထားကြီးကြီးနဲ့ပြောသွားတာဖြစ်တဲ့အတွက်ရေပုံရအဖြစ်ချီးကျူးပါတယ်ကျူးဆိုပါတယ်။အထူးသဖြင့်ချီးကျူးထောက်ပြခြင်းနဲ့စာသားတချို့ရှိပါတယ်။ အဲ့ဒီကတော့မြမတော်လိုင်းဟာငိမ့်ချမ်းရေးဖွံ့ဖြိုးရေးနဲ့တရားမျှတမှုရရှိရေးကိုပြည်သူလူထုရဲ့အလိုဆန္ဒအတိုင်းအကောင့်ထဲဖော်နေတာဖြစ်တယ်။ဘယ်နိုင်ငံရာအင်အားကြီးနိုင်ငံရဲ့အလိုဆန္ဒကိုမှတော်လိုင်းရေးကအကောင့်ထဲဖော်နေတာမဟုတ်ဘူးလို့ပြောထားပါတယ်။အဲ့ဒီပြောဆိုချက် ကောင်းပါတယ်။အဲ့ဒါလို့ပြောရမှာပါ။စစ်ဘိုလ်ချုပ်တွေနဲ့မတူတဲ့ချက်ကတော့အခုလှုပ်ရှားမှုကြီးကိုဥဆောင်နေတာကရွေးကောက်ခံကိုယ်စားလှယ်တွေပါလို့ဒေါ်စင်မအောင်ကဆိုထားပါတယ်။ဒီချက်နဲ့ပတ်သက်ပြီးတော့သိပြီးတော့ အငင်းပွားစရာမရှိပါဘူးတချို့တော့အငင်းပွားတာရှိခြင်းရှိပါလိမ့်မယ်ဒါပေမဲ့လူအများလက်ခံထားတဲ့အချက်မို့လို့အသက်ဆန်းတော့မဟုတ်ပါဘူးဒါပေမဲ့ဒါဟာဒေါ်စင်မအောင်တို့အနေနဲ့ဆိုလို့ရှိရင်ထောက်ပြတဲ့အချက်တစ်ချက်ပါမြမပြည်သူတွေဟာစစ်ဆိုးရကိုလက်မခံတော့ဘူးဆိုတဲ့အချက်နဲ့ပတ်သက်ပြီးတော့ဒီဇိုင်းမမတ်ဖော်ပြခဲ့ပြီးဖြစ်ပါတယ်တဲ့ဒါလည်းမှန်ပါတယ်7 July ရေရုံဘုံကလေးကစပြီးတော့ပြက်ပြက်သားသားဖော်ပြခဲ့တယ်လို့ဆိုနိုင်ပါတယ် မြမပြည်သူတွေဟာအနိုင်မရမချင်းဆက်တိုင်ပါပါလို့သူကဆိုထားပါတယ်နိုင်မလားလို့မမေးနဲ့မနိုင်မချင်းတိုင်ပါလို့လူငယ်တွေပြောတဲ့စကားကိုရောင်းပြန်ဟတ်ထားတယ်လို့ပဲသဘောပေါက်မိပါတယ် NUG ဟာဘသူရဲ့ proxy မှမဟုတ်ဘူးလို့အတိလင်းပြောထားပါတယ် proxy ဆိုတာကနိုင်ငံကြီးတနိုင်ငံကအသုံးချပြီးတော့သူတို့ကိုစားစစ်တပ်ခိုင်းခံရတဲ့အဖွဲ့အစည်းမျိုးကိုပြောတာပါနိုင်ငံကြီးတနိုင်ငံကလက်နက်ထုတ်ပေးငွေထုတ်ပေးပြီးတော့သူတို့ရွယ်ချက်ရည်မှန်းချက်ထမြောက်အောင်မြင်ရေးအတွက် စစ်တိုက်ခိုင်းတဲ့အဖွဲ့အစည်းမျိုးစစ်အတိုက်ခိုင်းခံရတဲ့အဖွဲ့အစည်းမျိုးကို proxy လို့ခေါ်တာပါ အခုဒေါ်စင်မအောင်ကသူတို့ဟာဘု து proxy မှမဟုတ်ဘူးလို့ရှင်းရှင်းလင်းလင်းပြောလိုက်တာကောင်းပါတယ်တရုတ်ကယုံနာမယုံနာကတပိုင်းပါဒီချက်တွေကချီကျူးလောက်စရာသဘောထားဖော်ပြချက်တွေပါဒါပေမဲ့စားတကြောင်းလောက်နဲ့ပဲပြီးသွားတာမျိုးတွေဖြစ်နေတာကိုတော့အားမလို့အားမရဖြစ်မိပါတယ်အဲ့ဒီအချက်တွေကို detail ဆောင်ပေးပြီးတော့ အလေးနဲ့ပြောဆိုတင်တယ်လို့ထင်ပါတယ်အလေးနဲ့ဇောင်းပေပြောဆိုရုံသာမကတက်သေးအထောက်ထားတွေနဲ့တခွရှင်းပြတာမျိုးဖြစ်လို့ရှိရင်ပိုကောင်းမယ်လို့ထင်ပါတယ်အဲ့ဒီချက်တွေကိုပို့ပြီးတော့အကြက်တဝင့်ရှင်းပြမယ်အစားမှာတရုတ် သမိုင်းတွေမော်စီတုံးတွေချန်ကီရေရှိတ်တွေကိုပြောနေတာမလိုဘဲနဲ့အကျယ်ချက်နေတာလို့ခံစားရပါတယ်တကယ်တော့မော်စီတုံးချန်ကီရှိတ်တို့ရဲ့သမိုင်းခီးရှည်ချီတဲ့ပွဲသမိုင်းတွေနဲ့မြမတော်နိုင်ရေးသမိုင်းဟာလည်းတော်တော်လေးกว่าပါတယ် လက်နက်ကင်တော်လိုင်းရေးဆိုတော့အချက်ချင်းမှာတော့တူပါရဲ့ဒါပေမဲ့မတူတာတွေလည်းအများကြီးဆိုတော့အဲ့ဒီအကြောင်းတွေပြောနေတာဟာလေးကုံယုံတက်တက်ပဲဖြစ်လိမ့်မယ်လို့ထင်မိပါတယ်တခုစဉ်းစားမိတာကတော့ဒေါ်စင်မအောင်ဟာအခုလိုစောင်းပါရင်းနေမဲ့အစားတရုတ်ဆူရနဲ့လူချင်းတွစ်ဆုံပြီးတော့ပြောဆိုဖို့မကြိုးစားဘူးလားဆိုတော့အချက်ကိုစဉ်းစားမိပါတယ်အဲ့ဒါလိုတွစ်ဆုံပြောဆိုလို့ရှိရင်ပိုကောင်းပါလိမ့်မယ်ပိုပြီးတော့အကျိုးရှိပါလိမ့်မယ်အဲတွစ်ဆုံဖို့သူတို့စူးစမ်းနေတာကို ကျွန်တော်ကမသိတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်အကုန်လုံးကျွန်တော်မသိနိုင်ပါဘူးတွဲဆောင်မှုစူးစမ်းပြီးမဲ့တွဲခွင့်မရလို့အခုလို့စောင်းပါးကြီးလိုက်တာလည်းဖြစ်ရှင်ဖြစ်နိုင်ပါတယ်ဘလို့ပဲဖြစ်ဖြစ်အခုလို့စောင်းပါးကြီးတာပေါ့ကြိုးစားပါတယ်တနေရာမှာတော့တော်တော်လေးကိုစဉ်းစားစရာဖြစ်သွားတဲ့အရေးသားတစ်ချက်ကို တွေ့ရပါတယ်အဲ့ဒါကတော့ပြည်သူလူထုရဲ့ဘန်တိုင်ဟာစစ်တပ်ကို အပြီးသက်အမြင့်ဖြတ်ရေးမဟုတ်ပါဘူးကအင်္ဂလိပ်လိုရေးထားတာဖြစ်ပေမဲ့နှမျိုးနှစ်ခွအတိပဲ ထွက်နိုင်တဲ့ဟာမျိုးမဟုတ်ပါဘူးအဲ့ဒီအတိတ်ပဲပဲဆိုတာသိရှင်းပါတယ်မူရင်းအင်္ဂလိပ်စကားအတိုင်းပဲပြောရမယ်ဆိုလို့ရှိရင်တော့ the people's goal is not to exterminate the military လို့ရေးထားတာပါမှားစရာတိမ်ဆောင်းစရာလုံးဝမရှိပါဘူးစစ်တပ်ကိုအမြင့်ဖြတ်ရေးမဟုတ်ပါဘူး professional စစ်တပ်ဖြစ်လာအောင်ပြောင်းလဲရေးပြည်သူလူထုအကျိုးအတွက်တာဝန်ထမ်းဆောင်တဲ့စစ်တပ်ဖြစ်လာရေး ရွေးကောက်ခံအရသာအစိုးရကိုတာဝန်ခံတဲ့စစ်တပ်ဖြစ်လာရေးလို့ဆိုထားပါတယ်တူတူနဲ့လွယ်လွယ်ပြောရမယ်ဆိုလို့ရှိရင်တော့စစ်တပ်ကိုအမြင့်ဖြတ်ရေးမဟုတ်ဘူးစစ်တပ်ကိုအရသာအစိုးရလက်အောက်မှာထားရေးလို့ဆိုထားတာပါသူတို့မှာ radical အတွေးခေါ်လည်းမရှိပါဘူးလို့ဆိုထားပြန်ပါတယ်လက်နက်ကင်တော်လိုင်းရေးလုပ်နေပြီးတော့ radical လို့ထင်ခံရမှာစိုးရိမ်နေတာကတော့အံ့ဩစရာပါလက်နက်ကင်တော်လိုင်းရေးထက် radical ဖြစ်တာဗာများရှိသေးလို့ရယ်ဗျာဖြစ်ရင်ဖြစ်တယ်ပေါ့ဘာလို့ကြောက်အောင်မလဲ သူ့ကိုရှေ့ရမှာလဲတော်လန်ကြီးကအမှန်နဲ့ရိုးသားတယ်လို့ယုံကြည်တယ်ဆိုလို့ရှိရင်ကိုယ့်ရည်ရွယ်ချက်ကိုရှင်းရှင်းပွင့်ပွင့်မပြောရဲစရာမရှိပါဘူးပြည်သူလူထုရဲ့သဘောထားဟာစစ်တပ်ကိုအမြင့်ဖြတ်ရေးမဟုတ်ပါဘူးလို့ဒေါ်စင်မအောင်ကဆိုထားပါတယ်သူဘလို့တက်တည်ပြနိုင်တာပါလဲလူထုရဲ့ကြွေးကြော်တဲ့နေဆိုင်ပုတ်တွေတဲ့မှာအာနာရှင်စစ်တပ်အမြင့်ဖြတ်ဖက်ဆစ်စစ်တပ်အမြင့်ဖြတ်လို့အမြဲပြောနေတယ်မဟုတ်လားဗျာအဲ့ဒါကပြည်သူသဘောထားမဟုတ်ဘူးလို့ဒေါ်စင်မအောင်ဗတ်ကြောင်ပြောနိုင်ပါသလား နိုင်ငံရေးသမားတွေဟာသူတို့သဘောထားကိုလေးနဲ့စေချင်လို့ရှိရင်ပြည်သူသဘောထားလို့ပြောတတ်ကြလေတော့အခုဒီသဘောထားကိုလည်းဒေါ်စင်မောင်ရဲ့သဘောထားလို့ပဲမှတ်ယူပါရစေ။အဲ့ဒါဆိုလို့ရှိရင်မင်းများစရာရှိလာပါပြီ။စစ်တပ်ကို professional စစ်တပ်အဖြစ်ဘယ်လိုပြောင်းပြီးတော့အရသာအစိုးရအောင်မှာဘယ်လိုထားမှာပါလဲ။ဒေါ်အောင်ဆန်းစုကြည်လည်းအဲ့ဒါကိုပဲစူးစမ်းခဲ့တာမဟုတ်ပါလား။ဒေါ်အောင်ဆန်းစုကြည်စူးစမ်းခဲ့တာကိုတောင်နောက်ဆုံးမှာအာနာသိမ့်တဲ့လမ်းကြောင်းပေါ် ရှောက်သွားတဲ့စစ်တပ်စီကနေပြီးတော့ဘလို့ဂရိကဝိမျိုးကများ မျောလင့်နေပါသလဲဒေါ်စင်မောင်ရဲ့မျောမှန်းချက်ဟာအခြေခံဥပဒေကိုပြင်ဆင်ပြီးတော့တိုင်းပြည်ကိုစစ်တပ်နဲ့အတူတကွအုပ်ချုပ်ရေးဆိုတဲ့အစ်စ်လောက်မှာပဲရှိနေတဲ့သဘောမျိုးပါအဲ့ဒါလိုပဲယူဆမိပါတယ်စစ်တပ်ကအရသာအစိုးရအောင်မှအမြဲနေပါမယ်လို့ဂရိပေးပြီးဆိုပါတော့ယုံလိုက်ရမှာပါလားအခြေခံဥပဒေနဲ့ရေးဆွဲပြီးတော့ပြဋ္ဌာန်းထားအောင်မယ်ဆိုပါတော့ အဲ့ဒါဆိုရင်ရောယုံရပါပြီလားစစ်တပ်ဟာသူတို့ကိုယ်တိုင်ရေးဆွဲထားတဲ့အခြေခံဥပဒေကိုတောင်းမှချိုးဖောက်တဲ့စစ်တပ်ပါတခြားလူဆွဲတဲ့အခြေခံဥပဒေတခြားလူဆွဲတဲ့ဥပဒေတွေကိုနာခံပါမယ်လို့ပြောလို့ရှိရင်ယုံရမှာပါလား1990မှာစစ်တပ်ကိုတခါယုံပေးခဲ့ပြီးပါပြီအလိန်ခံရတာပဲဖတ်တင်ပါတယ်စစ်တပ်ကနှစ်ပေါင်း20ကျော်အုပ်ချုပ်သွားပါတယ်2015မှာ နောက်တခါယုံခဲ့ပြီးပြန်ပါပြီနောက်တခါအာနာ ထပ်ပြီးတော့အသိခံရပါတယ်။တတိုင်းတပီလုံးအခုဆိုလို့ရှိရင်သွေးချောင်းဆင်းနေပါတယ်။အဲ့ဒါကိုတတရတစ်ချိန်ထပ်ပြီးတော့စမ်းစီခြင်းနေတာပါလား။ဒေါအောင်စန်းစုကြည်လှုပ်လို့မရတဲ့နှီးကိုငါတို့လှုပ်ရင်တော့ရမှာပါလို့များထင်နေသေးတာပါလား။စစ်တပ်ကအရက်သားအစိုးရရဲ့လက်အောက်မှာကြောင်ကလေးတစ်ကောင်လိုလိမ့်လိမ့်မာမာနေမယ်ဆိုတာကိုဘသူကများအာမခံချက်ပေးနိုင်ပါပါလား။ ဘသူတွေကပဲဘလို့ပဲအာမခံခံသူတို့ကိုယ်တိုင်ကပဲအာမခံတည်ထားအောင်သူတို့မလို့လို့ရှိရင် အာနာကောက်ပြီးတော့တိမ့်လိုက်တာမျိုးမလုပ်ဘူးလို့ဘယ်သူသိနိုင်မှာပါလဲအခုတော်လိုင်းကလာမှာစစ်တပ်နဲ့ပတ်သက်ပြီးတော့သဘောထားလေးရရှိပါတယ်ပထမသဘောထားကတော့အာနာရှင်စစ်တပ်အမြင့်ဖြတ်ဆိုတဲ့သဘောထားပါလူငယ်တော်လိုင်းရေးသမားတွေရဲ့သဘောထားလို့ပြောမယ်ဆိုလို့ရှိရင်မားစရာမရှိဘူးထင်ပါတယ်အချိန်ချင်းကြွေးကြော်ပြောဆိုနေကြတာကိုကြားရတဲ့အတွက် လူငယ်တော်လိုင်းရေးသမားတွေရဲ့သဘောထားလို့ပဲကျွန်တော် ပြောပြရစီဒုတိယသဘောထားကတော့စစ်တပ်ခေါင်းဆောင်တွေကိုဖယ်ရှားမယ် DDR SSR ဆိုတာတွေကိုလုပ်မယ်အဲ့ဒါလို့လုပ်ပြီးစစ်တပ်တစ်ခုလုံးကိုအခြေအမြစ်ကနေပြီးတော့ပြောင်းလဲပြစ်မယ်ဆိုတဲ့သဘောထားပါစစ်တပ်ရဲ့ခေါင်းကိုဖျက်မယ်ကိုကိုလည်းအခြေအမြစ်ကနေပြီးတော့ပြုပြင်ပြောင်းလဲမယ်ဆိုတဲ့သဘောထားပါအဲ့ဒီသဘောထားကိုကာကွယ်ရေးဝန်ကြီးဦးရီမွန်ကသူ့အင်တာဗျူးတွေထဲမှာတစ်ချိန်မှာကပြောပြပါတယ်နံပါတ်3 တတ်တရားသဘောထားကတော့စစ်တပ်ကိုအမြင့်မဖြတ်ဖဲနဲ့အရသာအစိုးရအောက်ကိုပို့မယ်ဆိုတဲ့သဘောထားပါအဲ့ဒါကအခုဒေါ်စင်မအောင်ရဲ့သဘောထားမျိုးပါနံပါတ်၄စတုထသဘောထားကတော့စစ်တပ်ကလည်းအရင်ကနေမြဲအတိုင်းမှာနေ NLD ကလည်းအရင်ကနေမြဲအတိုင်းကိုနေ2008အခြေခံဥပဒေကလည်းနေမြဲအတိုင်းနေဆိုတဲ့သဘောထားပါ2015ကနေပြီးတော့2020အထိအခြေအနေကိုပြန်သွားကြရအောင်ပါဆိုတဲ့သဘောထားပါ ဲ့ဒါကတော့အခုရွေးကောက်ပွဲလောင်းလမ်းကြောင်းကိုထောက်ခံနေတယ်ဆိုတဲ့သူတွေရဲ့သဘောထားပါစစ်တပ်ကိုအမြင့်ဖြတ်မှာမဟုတ်ဘူးဆိုတော့ဒေါ်စင်မာအောင်ရဲ့ဒီစကားတစ်ခွန်းကိုကျွန်တော်ဘာကြောင့်အကြေတပွဲဆွေးနွေးနေပါတယ်အကြောင်းရှိပါတယ် NUG အစိုးရအတွင်းမှာစစ်တပ်ကိုအမြင့်ဖြတ်ရေးနဲ့အမြင့်မဖြတ်ရေးသဘောထားနှစ်ရက်ကွဲနေတယ်လို့တော်တော်ကိုကြက်ကြက်ပြန့်ပြန့်ကြားနေရလို့ပါအခုဒီလိုရေးထားတဲ့စာသားကိုတွေ့လိုက်ရတော့အဲ့လိုပြောဆိုတဲ့တန်နေမှန်နေပြီလို့ယူဆမိပါတယ် ဒုတိယသဘောထားနဲ့တတိယသဘောထားဟာနည်းနည်းပဲကွာတယ်လို့ထင်စရာရှိပါတယ်မဟုတ်ပါဘူးအများကြီးကွာပါတယ်စစ်တပ်ကောင်းဆောင်တွေကိုအပြည့်ပိုင်ဖယ်ရှားရေးနဲ့စစ်တပ်ကောင်းဆောင်တွေနဲ့နိုင်ငံရေးပူးပေါင်းဆောင်ရွက်ရေးဆိုတဲ့သဘောထားနှစ်ရပ်ဖြစ်တဲ့အတွက်လွန်ကွဲပြားခြားနားပါတယ်ဒီစကားကတန်ကင်းတမန်ကင်းစကားမို့လို့တရုတ်ကြိုက်လိုက်ပြောလိုက်တာပါလို့တချို့ကဆောရကတက်ချင်တက်ပါလိမ့်မယ်ဖြည့်တွေးချင်းတွေးကြပါလိမ့်မယ် တန်ခင်းတမန်ခင်းစကားမှာပြည့်ရဲ့တုံပြောဆိုတတ်တာမျိုးရှိပေမဲ့ policy နဲ့ဆိုင်တဲ့စကားမျိုးဆိုလို့ရှိရင်ကြန့်ခံရပါတယ်တိမ်းဆောင်းလို့မရပါဘူး policy နဲ့ဆိုင်တဲ့စကားကိုဟိုလိုပြောလိုက်ဒီလိုပြောလိုက်လုပ်လို့မရပါဘူးစစ်တပ်ကိုအမြင့်မဖြတ်ဘူးလို့ပြောတဲ့စကားဟာတာမန်စကားမဟုတ်ဘဲနဲ့အလွန်ကြီးကျယ်တဲ့စကားလို့အမှတ်ယူမိပါတယ်ကြန့်တဲ့အပိုင်းတွေမှာဒေါ်စင်မအောင်ပြောထားတာကောင်းပါတယ်ဒါပေမဲ့အဲ့ဒီစကားတခွန်းပါလာတော့စားကောင်းတောက်ဖွဲ့ကြီးစားနေတော့မှ ကြောက်ခဲကိုတောက်ကနေဝါလိုက်မိတယ်လို့ခံစားရပါတယ်ခင်ဗျာ။